ရွာလိုလိုတင်းញိုင်းလိုလိုကြီးပေါ့နော်အဲခုမြင်တွေ့နေရတာဆိုရင်ဒါတင်းញိုင်းကုန်းပဲဖြစ်ပါတယ်တင်းញိုင်းကုန်းကကျွန်တော်တို့မြင်တွေ့နေကြတင်းញိုင်းနဲ့လုံးဝမတူဘူးနော်အခုမြင်တွေ့နေရတဲ့တင်းញိုင်းကုန်းကတော့တော်တော်လေးဟိုမှာထူးဆန်းနေဗျာခုမြင်တွေ့နေရတဲ့ဒီကလေးဖြင်းလေးတွေရဲ့အောက်ဒီမှာဆိုရင်တိတ်ဆုံးသွားတဲ့သူတွေရဲ့အုပ်ကူတွေပဲဖြစ်ပါတယ်ဒီရွာကတိတ်ဆုံးသွားတဲ့သူတွေကိုမြေထဲမပြုတ်ဘူးပြီးတော့သူတို့ကအလောင်းတွေအုပ်ကူတွေကိုအိမ်မှာကြိုပြီးတော့ဝယ်ထားကြတယ်ဒလီလေးဖြစ်တယ်ဗျာ မိသားစု9ယောက်ရှိလို့ရှင်အိမ်မှာအလောင်း9လောင်းပေါ့နော်အုပ်ကူ9ခုအဲ့လိုမျိုးသူတို့ကဝယ်ပြီးတော့စုထားကြတယ်အချို့ဝင်မတက်နိုင်တဲ့သူတွေကြတော့လေ ညနှစ်လောင်းသုံးလောင်းဘောနော်ကြိုတင်ပြီးတော့အလောင်းတွေကိုဝယ်ပြီးတော့အိမ်မှာထားထားတယ်ကျွန်တော်ရွာထဲကိုရောက်သွားတဲ့အခါမှာဆိုရင်လည်းရွာကလည်းတင်ညာကုန်းပုံစံမျိုးဖြစ်နေတယ်ဘောနော်အဲတင်ညာကုန်းရောက်ပြန်တော့လေတင်ညာကုန်းကလည်းရွာလိုမျိုးပဲဘောနော်ပြလေဖြစ်နေလိုပုံစံမျိုးတွေတေးသေးချာချာကိုတွတ်တေမိုးပြီးတော့လှုပ်ထားတာကိုမြင်တွေ့ရတဲ့အခါမှာတော်တော်လေးကိုမှကျွန်တော်မြင်တွေ့နေရတဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့တင်ညာနေတဲ့လုံးဝကိုမတူဘောနော်လုံးမဲ့မင်္ဂလာပါခင်ဗျာ မနက်ဖြန်ညမှာဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ရိုက်ကူးခဲ့တဲ့ထူးဆန်းတဲ့ရွာတရွာကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီညမှာတော့ကျွန်တော် view လေးကိုပြန်လည်တိပြက်ဆရာလေးတွေရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်တင်ပေးဖို့အချိန်ကနောက်ကျသွားတဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့တတိပေးခြင်းပဲဖြစ်ပါတယ်အဲ့ဒီရွာရဲ့အကြောင်းကိုချင်းချုပ်ပြောပြရမယ်ဆိုလို့ရှိရင်အဲ့ဒီရွာအရန်ထူးဆန်းတယ်ဗျာသူတို့ကမသေးဆုံးခင်ကလေးကပေါ့နော်အလောင်းတွေအုပ်ကူတွေကိုသူတို့ကကျိုးဝင်ထားကြလား တော်ရောက်သွားတဲ့အခါမှာပေါ့နော်ရွာလည်းတင်းကြိုင်းပုံစံပဲအေရှိတွေမှာသူတို့မသေးဆုံးခင်ကလေးကပေါ့နော်မိသားစုရှိတလောက်ကိုသူတို့ကအုပ်ကူလေးအလောင်းလေးကိုသူတို့ဝယ်ပြီးတော့စုထားတာဟိုတင်းကြိုင်းကိုရောက်သွားပြန်တော့လေတင်းကြိုင်းကကျွန်တော်တို့ဟိုဒရေဆိုလို့ရှိရင်သေဆုံးသွားတဲ့သူတွေကိုမြေမြုပ်တယ်သူတို့အဲ့လိုမြေမမြုပ်ဘဲနဲ့မိသားစုအလိုက်ပေါ့နော်ကလေးဖင်းပုံစံမျိုးလေးထိုးထိုးထားပြီးတော့အဲ့ဒီအောက်တွေမှာအလောင်းလေးကိုထားတာဒီမိသားစုက၅ယောက်ရှိလို့ရှိရင်သူတို့တင်းကြိုင်းမှာလည်းကြိုပြီးတော့နေရာသွားလုပ်ထားတယ်ဘောတော့တယောက်တည်လို့ရှိရင် တလောင်အဲ့ဒီကလေးဖင်းလိုပုံစံမျိုးတင်ကြိုင်းပါလုပ်ထားတဲ့အောက်မှာသူတို့ကထားတာလုံးဝမြေမြုပ်ဘူးအဲ့ဒီဟွာကိုကျွန်တော်ရိုက်ကူးထားတဲ့ view ကိုမနှက်ဖြန်ညမှာအစာအဆုံးကျွန်တော်တင်ဆက်ပေးမယ်ဗျအတော်လေးကိုမှစိတ်ဝင်စားစရာကောင်းပြီးတော့ကြောက်ဖို့ကောင်းတယ်ဗျတင်ကြိုင်းရတယ်ရွာအတိုင်းပဲရွာကလည်းတင်ကြိုင်းအတိုင်းပဲပေါ့နော်အတော်လေးကိုမှစမ်းတယ်ပေါ့နော်ပြောချင်တာကဟိုတင်ကြိုင်းကောင်းကလည်းရွာပုံစံမျိုးဖြစ်နေတယ် ရွာကလေးဝင်သွားတဲ့အခါမှာလည်းတင်ကြိုင်ကြီးကျနေတာပဲပေါ့နော်အေရှိတွေမှာအုတ်ကူလေးနဲ့တော့တို့ရဲ့ဒီအုတ်ကူလေးအလောင်းတွေကလည်းကျွန်တော်တို့မြင်ဘူးနေကြအလောင်းတွေအုတ်ကူတွေနဲ့မတူတော်လေးပုံမှာအဆက်ဆက်ပဲပြားနေဖြစ်တယ်ဗျာပြင်ဆက်ပေးမဲ့ view လေးကိုနမူနာလာပြီးတော့ပြလာပဲဖြစ်ပါတယ်ဒီည အခန်းကိုပြန်ရောက်တဲ့အခါကျတော့ရှင်ဒါပြန်လဲပြီးတော့တိပြတ်အပိုင်းလေးတွေရှိလို့ပေါ့နော်ဒီညမှာမတင်ပေးဖြစ်တာပဲဖြစ်ပါလေလက်ဖက်ညမှာကျွန်တော်ရဲ့မေးဆွေတွေပြပြဝဝကြည့်ရမှာပဲဖြစ်ပါလေဟုတ်ကဲ့ပါနောက်ထပ်တဲ့ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့တကယ်အပြင်လောကမှာရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်ရိုက်ကူးတင်ဆက်ပေးသွားပါဦးမယ်ဒါကြောင့်မလို့အလုံးပဲစောင့်မျှော်အားပေးကြပါလို့ပြောချင်နေတယ်ဒီညတော့အလုံးပဲအေးရလေးစော့စော့ဝင်လိုက်ကြပါတော့အလုံးပဲအိမ်မက်လက်လာလေးမကြပါစေအသက်စီကျန်းမာဆစ်ချမ်းသာပြီးတော့လေလူရင်းစနာတွေပြေဝကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအလုံးပဲ good night ပါ